ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်တရင်ကတော့သခိုင်းငလျင်လှုပ်ခတ်တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မီးလောင်သွားပြီးတော့တက္ကသိုလ်ဝန်ထမ်းဆာမွေးဘွဲအဖြေလွာပေါင်း၄သိန်းခန့်ဟာမီးလောင်ပျက်စီးသွားတဲ့အတွက်မန္တလေးသခိုင်းကချင်နဲ့နေပြည်တော်တို့မှာ တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲပွဲကိုပြန်လည်ကျင်းပရန်အကြက်ဖတ်မင်းအွန်လိုင်းကညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့ပြင်အား9တက်သမ9အဆင့်ရှိတဲ့ဇကိုင်းငလီရဲ့ကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲအဖြစ်နဲ့မီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမီးလောင်ကျွမ်းမှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိနေတဲ့2024-2025တက္ကသိုလ်ဝန်ထမ်းဆောင်ပွဲပွဲအဖြေလွှာများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီးကဖြေဆိုသူဥယျာဉ်၄6944ဦးရဲ့အဖြေလွှာစာအုပ်ပေါင်း 28940ဥစကိုင်းတိုင်းဒေသကြီးကဖြေဆိုသူဥယျာ9331ဥရဲ့အဖြစ်လွာစာဥ43828ဥကချင်းပြည်နယ်ကဖြေဆိုသူဥယျာ8699ဥရဲ့အဖြစ်လွာစာဥပေါင်း9200 189အုပ်စုစုပေါင်းအဖြေလွှာ၄သိန်းဝန်းကျင်ဟာမိလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးအဖြေလွှာများမိလောင်ဆုံးရှုံးခဲ့ရတဲ့အထွာမန္တလေးတိုင်းသခိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်စစ်ကောင်းစီနယ်မြေအတွင်းကဖြေဆိုခဲ့တဲ့ចောင်းသားចောင်းသူများရဲ့အဖြေလွှာများမိလောင်ပျက်စီးသွားခဲ့တဲ့အထွာစာမွေးပွဲပြန်လည်ကျင်းပနိုင်ရန်စီစဉ်ဆောင်ရွက်နိုင်ဖို့အတွက်မင်းအောင်နိုင်ကမက်လ29ရက်ကမန္တလေးခရီးစဉ်အတွင်းမှာညွှန်ကြားခဲ့တယ်လို့သိရပါဗျ။မန္တလေးမှာလာမယ့် မေလာတရနေ့ကအကြောင်းသူအကြောင်းသားများကိုအနည်းငယ်နှစ်ပတ်အကြောင်းတက်ခိုင်းပြီးတော့စာမေးပွဲပြန်လည်ဖြေခိုင်းရန်အကြောင်းသားမိဘများကိုတက်ဆိုင်ရာအကြောင်းများကပြန်လည်ခေါ်ယူညှိနှိုင်းပြီးတော့အသိပေးခဲ့တယ်လို့သိရပါဗျ။မန္တလေးမှာစစ်နှစ်တန်းအကြောင်းသားအကြောင်းသူတွေစာမေးပွဲပြန်ဖြေရမယ်လို့မန္တလေးအားထက်ကငါးကခေါ်ပြီးတော့ပြောပါတယ်။မေလာတရနေ့ကစပြီးတော့နှစ်ပတ်အကြောင်းတက်ရမယ်။ပြီးရင်စာမေးပွဲပြန်ဖြေရမယ်။အဓိကကအဖြေလွှားတွေမီးလောင်တဲ့အထက်ပါသွားလို့တဲ့။ကလေးတွေကငလျင်တန်းတင်ရတယ်ဟဲ့စာမွေးပဲပြန်ဖြေရမယ်ဆိုတော့မိဘရောចောင်းသားចောင်းသူတွေရောအကုန်လုံးစိတ်ဆင်းရဲနေကြရတာဘောလို့မန္တလေးအမှန်ကအခြေခံပညာထက် တန်းကျောင်းမှာတက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ထားတဲ့ကျောင်းသားတို့ရဲ့မိဘကသတင်းပေးဖို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ